လက်စကာကစားသမားဘွားကိုယာပြေးပွဲယာပြေးကိုးတွေနဲ့လက်ပစွာအဆုံးသတ်ခဲ့တဲ့ဂျီမီပါတီဒီနေ့မှာတော့နှလုံးသားထဲမှာအမှတ်တရတွေအများကြီးကြံခဲ့စီမဲ့ဇလန်တပုတ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲ့ဒါကတော့ Leicester City တင်းရဲ့တစ္ဆာရှင်တိုက်စစ်မှုကြီး Jamie Vardy ရဲ့ Leicester ကစားသမားဘွားပြီးဆုံးခြင်းအကြောင်းပဲဖြစ်ပါတယ်။သူကနှစ်ပေါင်းများစွာ Leicester တင်းတွင်ပွဲပေါင်း900၊ဂိုးပေါင်း100နဲ့အတူအန်အပွဲမှတ်တိုင်တွေကိုစိုက်ထုတ်ခဲ့တဲ့ကစားသမားပါ။မနေ့ကကစားခဲ့တဲ့ Leicester နဲ့ Ipswich Town ရဲ့ Premier League ပွဲစဉ်30ခုဟာ Jamie Vardy တို့အိမ်ကွေးမှာနောက်ဆုံးကစားခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။ပွဲမစတင်ကလေးကကင်းပါဝါ Queen တစ်ခုလောက်က Jamie Vardy တို့ဂုံပြူပွဲတစ်ခုလိုဖြစ်နေခဲ့ပါတယ်။သူနဲ့သူမိသားစု Queen နဲ့ကိုဝင်လာချိန်မှာ လက်ရှိကစားသမားတွေမကပါဘူးအရင်ကဘာဒီနဲ့တူလက်စတာမှာတွဲကစားခဲ့ကြတဲ့ကစားသမားဟောင်းတွေကပါနှစ်ဖက်ကနေဝင်းရံပြီးလိုက်လဲစွာကြိုးစားခဲ့ကြပါတယ်ဒီမီကွင်းကဒီမီဘာဒီဟာဘလောက်ထိလေးစားချစ်ခင်ခံရတဲ့ကစားသမားလဲဆိုတာကိုပြသနေပါတယ်တပ်ပြင်းလက်စတာတင်းရဲ့ပိုက်ရှင်ဖြစ်တဲ့ထိုင်းစတေးအီယာဝမ်နဲ့သူ့ရဲ့မိသားစုကလည်းကိုင်းထဲမှာဂျေမီဘာဒီကိုစောင့်ကြိုပြီးနှွေးထွေးစွာပွေပန့်နှုတ်ဆက်ခဲ့ကြပါတယ်ဒီအပြုတ်မှုတွေကဂျေမီဘာဒီရဲ့အသင်းအတွက်ဘလောက်ထိရေးပါတယ်သူလဲဆိုတာကိုထင်ဟစေပါတယ်ကိုင်းထဲမှာရှိတဲ့ပရိသတ်တွေကလည်း Thank you Bari ဆိုတဲ့စာတမ်းပါအလံတွေကိုဝေယံပြီးသူ့ရဲ့သူရဲ့ကောင်းကိုကျေးဇူးတင်စကားပြောခဲ့ကြပါတယ်အဲ့ဒီနေ့မှာကင်ပါဝါကင်းရဲ့ထိုင်းကုန်တိုင်းမှာ ဂျီမီဘာဒီရဲ့မျက်နှာဖုံးလေးကိုထားရှိပေးခဲ့တာကြောင့်ကွင်းတစ်ခုလုံးဂျီမီဘာဒီမျက်နှာရင်းနဲ့ပြည့်နှက်နေခဲ့ပြီးတကယ်ကိုအမတ်ရစရာမြေကွင်းတစ်ခုဖြစ်ခဲ့ပါတယ်။ရက်စတာတင်းလွတ်ဒီယာဒီမှာဝေးကွင်းပွဲစဉ်တစ်ပွဲကျန်ရှိနေသေးပေမဲ့ဂျီမီဘာဒီကတော့ဒီနေ့ပွဲမှာပဲသူ့ရဲ့နောက်ဆုံးပွဲဖြစ်ကစားခဲ့ပြီးအိမ်ကွင်းမှာရှိတဲ့ပရိသတ်တွေကိုနှုတ်ဆက်ခဲ့တာပါ။သူ့အတွက်ပိုပြီးထူးခြားတာကတော့ဒီပွဲကသူ့ရဲ့ကစားသမားဘဝပွဲ900ပြည့်တဲ့ပွဲဖြစ်တယ်လို့ရက်စတာအတွက်သူ့ရဲ့ twin goal ကလည်း goal ပေါင်း200ပြည့်ခဲ့တဲ့ပွဲလည်းဖြစ်ပါတယ်။ရာပြည့်ပွဲမှာရာပြည့် goal သွင်းနိုင်ခဲ့တာဟာတကယ်ကိုမယုံနိုင်စရာကောင်းတဲ့မှတ်တမ်းတစ်ခုပါပဲ။ ပေါ်ကျင်28မိနစ်မှာဂျေမီဘာဒီကအတင်းတော်ဦးဆောင်ကိုကိုတင်းယူပေးခဲ့ပြီးကွင်းတစ်ခုလုံးပျော်ရွှင်မှုတွေနဲ့ပြည့်နေသွားခဲ့ပါတယ်။ပေါ်ကျင်80မိနစ်မှာနီဗျာနစ်စတယ်ရိုင်းကသူ့ကိုလူစားလဲခဲ့ပြီးသူ့ကွင်းပြင်ကိုထွက်ခွာချိန်မှာလည်းလက်ရှိကစားသမားတွေနဲ့အရင်ကသူ့ကစားခဲ့တဲ့ကစားသမားဟောင်းတွေကလာရောက်ပြီးဝိုင်းဝန်းနှုတ်ဆက်ခဲ့ကြပါတယ်။ဂျေမီကွင်းကဂျေမီဘာဒီပေါ်သူတို့ဘလောက်ထိချစ်ခင်မြတ်နိုးကြလဲဆိုတာကိုထပ်ပြီးပြသနေပါတယ်။လက်စတာတင်းကဒီအာဒီကုန်းမှာပရီးမီးယားလိဂ်ကနေတန်းဆင်းရတော့မှဖြစ်တဲ့အတွက်ဒီပွဲကအိမ်ကွင်းမှာနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲလည်းဖြစ်ပါတယ်။ ဒါကြောင့်ပြည်သက်တွေအတွက် JB Wally ကိုနှုတ်ဆက်ရတယ်လို့ပရီးမီယာလိကူလည်းဖွဲ့ခွာရတော့မယ်ဝမ်နယ်လန်ဆွေးစီယာခိုက်တန်တစ်ခုဖြစ်ပါတယ်2016ခုနှစ်တုန်းကလက်စတာတင်းကဘယ်သူမှမထင်ထားတဲ့အနေထားကနေပရီးမီယာလိချန်ပီယံဖြစ်ခဲ့ပြီးအဲ့ဒီချိန်တုန်းက Jamie Vardy ရဲ့ twin goal တွေဟာအသင်းအတွက်အဓိကကျခဲ့ပါတယ်သူက2012ခုနှစ်မှာ free out တောင်းအသင်းကနေလက်စတာကိုပြောင်းရွှေ့ခြင်းပေါင်တတန်းနဲ့ရောက်လာခဲ့ပြီးအသင်းမှာ73နှစ်တိုင်တဲ့အခြားဘယ်အသင်းကိုမှမပြောင်းရွှေ့ပဲတိစားချီချီကစားပေးခဲ့ပါတယ် Jamie Vardy ကလက်စတာအသင်းရဲ့တမိုင်းမှာရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့ပြီးသူရဲ့စွမ်းဆောင်ရည်တွေတိစားရှိမှုတွေအတွက်အမြဲတမ်းအမှတ်ရနေမှာပါ Jamie Vardy ရဲ့ ခမရလက်စကာစီတီရဲ့တမိုင်းမှာထောက်ရအမတ်ရနေစီပဲသူရဲ့ကောင်းတစ်ယောက်ပါပွဲပေါင်း900ဂိုးပေါင်း900နဲ့သူခမရဖရန်တီးခဲ့တဲ့အမတ်တရတွေအတွက်ကျေးဇူးတင်ပါတယ်ခမရရဲ့နောက်ရှောက်မဲ့ဘဝမှာလည်းအောင်မြင်မှုတွေဆက်လက်ရရှိပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်